ထိုင်းနိုင်ငံရဲ့အောင်မြင်ဆုံးနဲ့ဝင်ငွေအကောင်းဆုံးထိုင်းတရရုပ်ရှင်ငါးခုအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးထားမှာဖြစ်ပါတယ်။အဲစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်တော့ကျွန်တော်ပြောချင်ပါတယ်။ကဲဆိုတော့ကျွန်တော်ဗီဒီယိုလေးစလိုက်ပါမယ်ခင်ဗျာ။ Number 5 Shouter Shouter ရုပ်ရှင်ကို2004ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာစတင်ပြီးတော့ရုံတင်ခဲ့ပါတယ်။ဝင်ငွေကတော့ US ဒေါ်လာ2.58 million အထိရရှိခဲ့ပါတယ်။ဟိုင်းပတ်နေနဲ့ဆိုရင်တော့109.98တန်းအထိကမှ ရရှိခဲ့ပါတယ်။အပြင်တော့ဒီရုပ်ရှင်ဟာကြောက်စရာအကောင်းဆုံးထိုင်းတရရုပ်ရှင်လို့လည်းဆိုကြပါတယ်။ညဖက်စပီဆိုရတာကြိုက်တဲ့လူတွေဆိုရင်တော့ဒီရုပ်ရှင်ကို dash တာရှာကြည့်လိုက်ဖို့ကျွန်တော်ကြောက်ပေးချင်ပါတယ်။ဟမ် perform Ladderland Ladderland ရုပ်ရှင်ကို2017 April 28ရက်နေ့မှာစတင်ပြီးတော့ယုံတင်ခဲ့ပါတယ်။นางมาขินเดินเข้าออกในบ้านแบบอันนี้เลิกฟังเรื่องไร้สาระพวกนั้นสักทีนะเราจะตาฝาดเองก็ได้ เฮ้ย เข้าไปดูกันปะ ทำบ้าอะไรเราถามว่าเมื่อคืนไปทำอะไรมา เมื่อคืนหนูถูกผีหลอกถ้าไม่มีปัญญาแต่งเรื่องให้มันดีกว่านี้นะ ไปพ้นเลยป่ะบอกพ่อหนูโดนผีหลอกอะแทนที่จะเป็นห่วงอะกลับมาด่าว่าโกหก บ้านพ่อมีผีมันมีผี มันมีผี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 ไม่มีก็คือไม่มี วิ่งวิ่งก็ต้องทายหนึ่งงานด้วยมาเดน3.8มิลล้านที่ยาชีเข้าร์เลยอ่าวัววัยนี้เนี่ยส่วนเนาะ5.8ลลิ้านที่ก็ยาชีเดลุสซจาวาร์เลยอ่าบางวันนี้เนี่ยส่วนเนาะที่ยาคูเซต้าแท ရရှိပါတယ်။ရဲပါတာကိုလည်းကြိုက်၊ drama ပါရင်လည်းကြိုက်၊ silent ဆရာပါရင်လည်းကြိုက်တယ်ဆိုရင်တော့ဒီရုပ်ရှင်ကိုဒါတွားရှာကြည့်လိုက်ဖို့ကျွန်တော်ကြံပေးချင်ပါတယ်။တကယ်လို့ bro တို့ကအဲတရဲကကြည့်ရင်ညဖတ်အိမ်ပြောဘူး။ပြီးတော့တရဲကိုလည်း bro တို့မိမထက်ပို့ပြီးတော့ကြောက်ရတယ်ဆိုရင်တော့ဒီရုပ်ရှင်နဲ့ခဝေးတာရှောင်ကြလိုက်ဖို့ကျွန်တော်ကြံပေးချင်ပါတယ်။ Number 3 The Undertaker The Undertaker ရုပ်ရှင်ကို2023အောက်တိုဘာလ26ရက်နေ့မှာစတင်ပြီးတော့ရုံတင်ခဲ့ပါတယ်။ เเววงียดအဝင်ငွေရတော့ပတ်ငွေ929တရမ6တန်းีိရရှိเဲ့ပါတယ်ဒီရောက်ထားဘူစံကလာสังกะလီเอ้ย วันนี้ผู้ขาสิมาเสียงไทยโยนใครบ่แตกตัวนะผมขอโยนได้บ่ครับ อ้าวแตกตัวนั้นอ้าวได้มองเขาแล้วเดินตีผมเราก็ปิดประตัหน้าต่างมันดีหรือว่าคู้ปรกกาศแล้วเด้อผมบอกว่าปั้งกระตทาง အထိတ်လန့်ဆရာတွေကိုဒီရုပ်ရှင်မှာတော်တော်များများတွေ့မြင်ရမှာဖြစ်ပါတယ်။ပြီးတော့ဒီရုပ်ရှင်ကကြောက်ဆရာအကောင်းဆုံးဒီရဲ့ရုပ်ရှင်လို့လည်းအဲဆိုကြပါတယ်။ညာဘက်မှာတေးထားပေါက်တက်တယ်လို့ဆိုရင်ဒီရုပ်ရှင်ကိုရောင်လို့တောင်သွားမကြည့်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။မဟုတ်ရင်ဘရိုတို့အင်တာမရောက်ခင်မှာပဲကြောက်ပြီးတော့တေးထွက်သွားမှာဆိုလို့ပါ။ဆောင်ရတယ်ပါလေ။ Dad with ba or dear do. Dear do ရုပ်ရှင် 2สลีแล้เอ็ดูบาลละเซียนี่มาสัตว์ในมิโยงดีแค่ว่าเลยให้เย็นเหมือนฟัก ให้หนักเหมือนหินอยู่กินกันจนแก่เท่านะลูก ขอน้องกูไปแล้วอย่าเอามาคืนแล้วกันเมื่อไหร่มึงจะเลิกทำตัวเป็นหมอผีสักทีวะชาวบ้านแถวเนี้ยเขาคิดมึงเป็นบ้าไปปะเรื่องมันก็ผ่านไปสามปีแล้ว ลูกพุทธก็บอกเองว่าไอ้ทตัวนี้มันอาฆาตยังไงมันต้องกลับมา กูกับไอ้ยอด คิดเหมือนมึงว่าทุกคืนเหมือนมีอะไรบางอย่างอยู่รอบบ้านคอยจับจ้องพวกเรา ဝင်ငွေကတော့ပန့်ငွေ939နဲ့835မီလီယံထိမှရရှိခဲ့ပါတယ်။ပြီးတော့ဒီရုပ်ရှင်က2014မှာဝင်ငွေအမြင့်ဆုံးအာထိုင်းအိန္ဒိယရုပ်ရှင်ဆိုလည်းမမှားပါဘူး။ဘာလဲဆိုတော့ဒီရုပ်ရှင်ကိုယုံတင်ပြီးချင်းပထမနေ့မှာပဲအာဝင်ငွေ100မီလီယံထိကိုမှရရှိပြီးစံချိန်ပါတင်နိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်မှာရတဆုံးလင်းစွာကျွန်တော်တို့တွေ့မြင်ရဖြစ်ပါတယ်။ကိုအကြီးဆုံးရဲ့ကဲစားချီ ဒီကိုကျွန်တော်တို့ action စစံတွေ့မြင်ရပါဖြစ်ပါတယ်အကျွန်တော်ဒီဇက်ကားကိုတော်တော်လေးမှာကျွန်တော်ကြိုက်ပါတယ်အကျွန်တော်၃၄ခါလောက်ကျွန်တော်ကြည့်ဖြစ်ပါတယ်တကယ်လို့ဘလို့လဲဒီရုပ်ရှင်ကိုမကြည့်ရသေးဘူးဆိုရင်တော့ခက်မြင်တာတွတ်ရှာကြည့်လဲဖို့ကျွန်တော်ကြံပေးချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ် number 1 pmac pmac ရုပ်ရှင်ကို2013 mass launch 18နှစ်မှာစတင်ပြီးတော့ယုံတင်ခဲ့ပါတယ်လို့ပါတောင်းခေါ်ပဲလောပါเขาคิดถึงแต่ตัวเองอ่ะ มึงไหวมากมึงไหวหัวเขาคิดถึง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  นี่ถึงตัวเองนล้วแย่เลยแบล้วเลเกิน มึงยังไม่รู้จริงๆใช่ไหมไอ้มาก ว่าอีนาคมันเป็น แม่กูดันป่าป้องไก่มากเรื่องนาคอ่ะอีนาคมันก็เลยเอาถึงตายอ้ากูอย่าเวงเวงอะหรอทายปังเววันเนี่ย ရရှိခဲ့ပါတယ်။ဒါကတော့တော်လေးအမှများတဲ့ပမာဏပါ။ထိုင်းနိုင်ငံတစ်ခုလုံးရဲ့ရုပ်ရှင်လောကတွေမှာအမြင့်ဆုံးဝင်ငွေတစ်ခုပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာအလုံးပဲတည်ကြတဲ့မေနော့ဖက်ကနွန်ရဲ့ဖြစ်ရမှန်ဆက်လန်းကိုဟာတဆုံးနေစွာနဲ့ပြန်လဲအန်ဒီရိုက်ကူးထားတာပဲဖြစ်ပါတယ်။အဒီရုပ်ရှင်ရဲ့အမျိုးအစားတော့ဟော်ယာ၊ကမ်ဒီ၊လိုမန်နဲ့အမျိုးအစားတို့ခုကိုအပေါင်းဆက်ပြီးတော့အန်ဒီထားပါတယ်။ဖီမဲရုပ်ရှင်ကိုပဲချိန်ပဲជីជីကြီးနေရတယ်လို့လူတွေကဆိုကြပါတယ်။ဒါကတော့ မှန်ပါတယ်ကျွန်တော်ကိုယ်တိုင်တော့မှနော်စိတ်ရတာရှိရင်ဒီရုပ်ရှင်ကိုဒါကျွန်တော်ခန်းခါရှာကြည့်မိဖြစ်ပါတယ်အတကယ်လို့ဘလို့လို့လဲကျွန်တော်လိုမျိုးစိတ်ခန်းခါညစ်တက်တယ်ဆိုရင်အာဖီမက်ကိုဒါပြေးရှာကြည့်လိုက်ဖို့ကျွန်တော်ဂျမ်ပေးချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့တက်လောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့လူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပြီးတော့ရဆိုရင်ကျွန်တော်ရဲ့ page ကိုလည်း follow လုပ်ထားဖို့ကျွန်တော်မမေ့ပါနဲ့ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe နှိပ်ခဲ့ဖို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာ ဒီ tab ကိုကောင်းတဲ့ content တွေတင်ပေးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်အဲ့ဆိုရင်နောက်ဗီဒီယိုမှာကျွန်တော်တို့ထပ်တွေ့ကြရမှာပါခင်ဗျာဘိုင်ဘိုင်